မိဘဆိုတာသားသမီးတွေအပေါ်မှာအနည်းနဲ့အများတော့လမ်းမမှုရှိရသမျှပါ WWE ကိုစတင်တည်ထောင်ခဲ့တဲ့ Vince McMahon ဆိုတဲ့ billionaire တတိယကြီးရဲ့သားနဲ့သမီးဖြစ်တဲ့ Shane McMahon နဲ့ Stephanie McMahon တို့ဆိုရင်ရောသူတို့ဖေလမမှုကိုဘယ်တော့ခံရမလဲဆိုတာသိကြတာ လက်ရှိနှပန်းလောကတစ်ခုလုံးပစ်လာစေခဲ့တဲ့နှပန်းလောကဆိုတာကြီးကိုဖန်ဆင်းခဲ့တဲ့ဘုရားသခင်လို့တော့ခေါ်လို့ရတဲ့ Face Memory ရဲ့ဒါနဲ့သမီးဖြစ်ရတယ်ဆိုတာများထင်တယ်လို့တော့လွယ်မနေပါဘူး။အဲ့တော့ဒီနေ့ Face Memory ရဲ့ဒါနဲ့သမီးနှစ်ယောက်ဖြစ်ကြတဲ့ Stephanie Memory နဲ့ Shane Memory တို့ရဲ့အကြောင်းကိုပြောပြီးတော့ WWE ကဘယ်လိုမျိုး Family Business ဖြစ်လာလဲဆိုတာကိုပြောကြရအောင်။ဒီနေ့ပြောမယ့်အကြောင်းအရာတွေကတော့ Netflix ကထုတ်ထားတဲ့ Mr. McMahon ဆိုတဲ့ series ရဲ့အကြောင်းအရာတွေကို recap တော့မျိုးပြန်ပြောပြရဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့စလိုက်ရအောင်။ ဖေ့စ်မမန်ကိုရိုင်းရဲ့ငယ်ဘဝကျမ်းမ်းခဲ့ပြီးအသက်၁၄နှစ်အထိသူ့ရဲ့အဖေရင်းဘသူဖြစ်လဲဆိုတာကိုမသိခဲ့ပါဘူး။ငငယ်လေးကပထွေးနဲ့အတူနေခဲ့ရပြီးတော့ပထွေးကလည်းနှိမ့်ဆက်တဲ့အပြင် သူ့အမေကလည်းလိင်ပိုင်းဆိုင်ရာနှိမ့်ဆက်တာမျိုးတွေပါလုပ်ခဲ့တယ်လို့အင်တာဗျူးတစ်ခုမှာပြန်လည်ပြချားခဲ့ပါတယ်။ဆိုတော့ဒီလိုမျိုးကျမ်းမ်းတဲ့ငယ်ဘဝရှိခဲ့သူတယောက်အတွက်သူ့ရဲ့အသာသမီးတွေကိုဘယ်လိုမျိုးဆက်ဆံလဲ ဘယ်လိုပြုထောင်လဲမက်မန်တယောက်ဖြစ်ရတာဘယ်လိုနေလဲတာကြီးဖြစ်တဲ့ရှိန်မမန်အကြောင်းအနေစကြတာပေါ့ရှိန်မမန်ကတော့ဒီနှစ်ပန်းလောကကိုငငယ်လေးရစိတ်ဝင်စားခဲ့ပြီးအဲဒီပါဝင်ပတ်သက်ခြင်းခဲ့တာပါစေတောသက်ရွယ်မှာတဲ့ WWE မှာတောက်တူမဲရအလုပ်တွေလုပ်ခဲ့ပြီးတော့တဖြည်းဖြည်းတိုင်လူကြီးပွဲကျင်ရသူစင်တီခောက်ရှိလာပါတယ်။တဖြည်းဖြည်းနဲ့ရာထူးတက်လာရဲပေါ့ဗျာ။ရှိန်မမန်ကိုသူ့ဖေ Face မမန်နဲ့အတူပထမဆုံးစာပြီးမြင်ရတာကတော့ Face မမန်ရဲ့လက်ထောက်အနေနဲ့ပါ။ ဗစ်မမကတခုခုတလွဲလုံးလိုက်လို့တရားရကဆေဆူသွားပြီလာတိုက်ခိုက်ရင်နောက်ဆုံးဆရာရင်နဲ့အရင်မတွေ့ပဲရှေးရသပဲ့အငယ်လေးနဲ့အရင်တွေ့တဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးပေါ့ပြိတ္တတရားလည်းဒီတာအဖအတွဲကိုသဘောကျလာခဲ့ပြီးတော့တဖြည်းဖြည်းနဲ့ရှေးမမရဲ့ဇလန်းထဲမှာပါဝင်ပတ်သက်မှုတွေကပိုပြီးတော့ကျေပြန့်လာပါတယ်ရှေးမမတက်ကလည်းသူငငယ်လေးရဲ့လှုပ်ချင်နေရတယ်လှုပ်နေရတဲ့အတွက်တကယ်ကိုပျော်စရာပါပဲအဲ့ဒီနောက်မှာတော့စတက်ဖနီမမကပါတဖြည်းဖြည်း WWE စီပါဝင်လာတဲ့အချိန်မှာတော့ WWE ကလုံးဝမိသားစုစီးပွားရေးဖြစ်သွားပါပြီဘီလီယံနယ်တေးဗစ်မမရဲ့အငယ်ဆုံးသမီးလေးစတက် Stephanie Meman ရဲ့ဘွားကလည်းမြားတို့ကျွန်တော်တို့နဲ့အများကြီးကြွားချပါတယ်သူ့အဖေ Face Meman ကြောင့်ပဲ Stephanie Meman ကိုဝိုင်းချကြတဲ့လူတွေအများကြီးရှိသလိုသူ့အဖေကြောင့်ပဲအเจ้าမရှိဘဲနဲ့မုန်တီးနေကြတဲ့လူတွေလည်းအများကြီးပါပဲ Stephanie ကိုလည်းပြီးတဲ့အခါမှာတော့ Vince McMahon က WWE ကိုဝင်ရောက်ပါဝင်ဖို့ကမ်းလှမ်းခဲ့ပြီးအစပိုင်းကတော့အလုပ်ဖြစ်မဖြစ်စမ်းသပ်ကြည့်တဲ့သဘောမျိုးပါပဲဒီလိုနဲ့တခါတော့ Test လို့ခေါ်တဲ့နှပန်းသမားတဲအောင်နဲ့ Stephanie McMahon လက်ထက်ရတဲ့ဆိုတဲ့ဇလံကိုရေးသားဖို့ဖြစ်လာပါတယ်ဒါပေမဲ့ဇညမရေးတဲ့လူတွေကဒီဇလံကိုဘလို့ဆက်ရေးလို့ရေးရမှန်းမသိဖြစ်နေကြပါတယ်ဒါတွေကိုတွေ့ပြီးတော့အကြံရသွားတဲ့သူကတော့ Travage ပါပဲ Travage က Vince McMahon ကိုပပျော့ပါတယ်ကဲလူများငါသားဒီမင်္ဂလာပွဲဝင်ဖြတ်ပြီးတော့ Bachelor ညမှာ Stephanie McMahon ကို move on တိုက်ပြီး garden ပြေးသွားတယ်ဆိုဘလို့လုပ်မလဲငါတို့ ဲ့လိုလုပ်ကြည့်ကြမလားဆိုပြီးတော့ဖေ့စ်မန်ကိုမေးကြည့်ခဲ့ပါတယ် Facebook မှာလည်းဒီအကြံကိုသဘောကျခဲ့ပါတယ်။ဒီအပိုင်းကို TV ပေါ်မှာလွှင့်ပြီးတဲ့အချိန်နောက်တစ်ပတ်မှာတော့ President အားလုံးက Stephanie Miman ကိုအပြတ်မှ slash ဆိုပြီးတော့ဝိုင်းခေါ်ကြပါတော့တယ်။သူရဲ့သမီးအရင်ကဒီလိုမျိုးဖြစ်နေပြီမဲ့ Facebook Miman တို့ကတော့ဒါကငွေရပေါက်ကြီးပါပဲ။ President ကဒီအခိုက်အတန့်နဲ့မှဝင်ပြီးစီးမျောနေလေသူတို့ငွေရနေလေပါပဲ။ဆိုတော့ Stephanie ကဒီလိုနဲ့လူချိုင်များတဲ့လူဆိုးတရားဖြစ်လာပါတယ်။ Stephanie ကလည်းသူဘာအေးလို့ရမလဲဆိုတာကိုကောင်းကောင်းသဘောပေါက်ခဲ့ပြီးသူ့အဖေတောင်းဆိုမျိုးကိုဘာပဲတောင်းဆိုတောင်းဆိုအကုန်ဖြစ်အောင်လုပ်ပေးခဲ့ပါတယ်။ဒါရီယို TV ရဲ့နောက်အခုချိန်အဲဒီတော့ WWE ပွဲ တွေကိုပြန်ကြည့်ရင်တော့ Stephanie Mimman company အတွက်ပေးဆက်ခဲ့ရတာလုံးဝကိုကျွတ်စင်ရပါပဲကျွန်တော်တို့သေချာသတိထားကြည့်မိရင်ဒီလို Mimman မိသားစုရဲ့မှာကိုလိုကလန်နဲ့ဂျာညက်ပါနေတဲ့တယောက်ရှိပါတယ်အဲဒီလိုကတော့ Travel Age ပါပဲအဲဒီတော့ Stephanie Mimman နဲ့ Travel Age တို့ကတကယ်ကြိုက်နေကြတာလည်းမဟုတ်သလိုဇလန်းရပဲ TVC မှာတည်ယူဆောင်နေကြတာမျိုးပါဒါပေမဲ့ TV မှာ Travel Age က Stephanie Mimman ကိုကာတင်ပြေးသွားတယ်လို့ပြတဲ့အပိုင်းပြီးတဲ့နောက်မှာတော့ WWE က McMahon နဲ့ Hamsley ဦးဆောင်တဲ့ခေတ်တစ်ခုပုံစံပေါ်လာပါတယ်။ဒီလိုနဲ့ပဲ Travis နဲ့ Stephanie McMahon တို့ကနေတိုင်းတွေ့ဖို့ဖြစ်လာကြပြီးတော့ကြိုးချင်းထားကြိုးချင်းညီသွားကြရဲဆိုပါတော့။ဒါပေမဲ့ Face McMahon တယောက်ကလည်းသူ့သမီးကိုကုမ္ပဏီကနဗန်းသမားတွေနဲ့တွဲလို့မရဘူးဆိုပြီးတော့အမိန့်ထုတ်ထားတယ်လို့ပြောပါတယ်။အမိန့်ထုတ်ထားတယ်ဆိုပေမဲ့လည်း Stephanie ရည်သားထားရင်တော့ Travis လိုလူမျိုးကိုရှာတွဲဖို့ Face McMahon ကပြောပါတယ်။ကိုဖြစ်တဲ့ရှိမမကတော့ဒါကိုလုံးဝသဘောမတူပါဘူး။အဲဒီခါကျရင် all a travel နဲ့တွဲခိုင်းတာမဟုတ်ဘူး။ Trapage လို့လူမျိုးနဲ့တွဲခိုင်းတာဆိုပြီးပြန်စတတ်ပါတယ်။ရှိန်ဟန်သူညီမကိုဒီလိုနှစ်ပန်းသမားရင်းနဲ့တွဲတာကိုခါခါတိတိပါပဲ။ဒါအပြင်ဇလန်းထဲမှာပါသူ့ဖေကိုရိုင်းကပေးသေးလို့ဆောင်နေတာဆိုတော့သူ့အဖေကိုသွားပြဿနာချပါသေးတယ်။အဖေအဖေသမီးကိုနှစ်ပန်းသမားလို့ခေါင်းနဲ့တွဲခိုင်းနေတာလား။ Face မြင်မှလည်းခြေပြီးပြန်ပြောပါတယ်။ဟာ?ဒါလည်းနှစ်ပန်းသမားပဲ။အဲ့တော့ငါဘယ်လိုလုပ်ပေးရမှာလဲ။ဒီလိုနဲ့ပဲ Face မြင်မှကိုရိုင်းက Stephanie မြင်မှနဲ့ Trapage တို့ကိုသဘောတူခဲ့တယ်ဆိုကြပါတော့။အဲ့ဒီနောက် Trapage နဲ့ Stephanie မြင်မှတို့ကလည်းမင်္ဂလာဆောင်မှုကိုနေရာယူကြပါတယ်။အဲ့ဒီခါမှလည်း Face မြင်မှက ငါတို့ TVC မှာ agree လုပ်ပြီးတော့အင်္ဂလာဝဲကျင်းပရင်ဘယ်လိုလုပ်မလဲဆိုပြီးပြောပါတယ်သူတို့ကတော့အရာအလုံးက WWE နဲ့ပတ်စံချဖို့ဆိုတာကြီးပါပဲ Stephanie မမကတော့ဒီအကြံကိုလက်မခံပါဘူးအစ်စ်မကြည့်ဘူးခါခါတီတီကိုညင်ပါတယ် သူ့ဘဝအတွက်အရေးပါတဲ့အမှတ်တရနေ့တစ်ခုကို TV ရှေ့မှာငွေရအောင်ပြစားတာမျိုးသူမလုပ်ချင်ပါဘူး။အဲ့တော့ Facebook မှာဘာလုပ်လိုက်တယ်ထင်လဲ။မင်္ဂလာဝဲမတိုင်ခင်တပတ်လိုမှာ Stephanie Memman နဲ့ Facebook Memman ကို WWE မှာပွဲတယ်ချက်လိုက်ပါတယ်။ပွဲတော်မှာရိုးရိုးပွဲမဟုတ်ပါဘူး။ Street Fight ပွဲပါ။အမေဖြစ်တဲ့ Linda Memman ကတော့ Facebook Memman ကိုငါသမီးမင်္ဂလာဝဲမတိုင်ခင်တန်ရာတစ်ခုရသွားရင်ရှင်နဲ့ကျမကျွိုင်းနဲ့မှာတခါရဲ့ question ပြမယ်ဆိုပြီးတော့ Facebook Memman ကိုချိန်ပါတယ်။ဒါပေမဲ့လည်း Stephanie Memman တရားအဲ့ဒီပွဲထဲမှာမကြိုးမပဲ့ပဲအကောင့်တိုင်းရှိခဲ့ပါတယ်။ဘယ်ပဲညှက်ခံရတာတော့တမျိုးပေါ့။ပြောင်းလဲ ဟောဒီမိသားစုကတော့လုံအောင်ကိုကျွတ်ဆင်ပြီပါပဲပြောလဲစားနဲ့ face memory မိမလင်ဒါမမန်အကြောင်းနည်းနည်းထည့်ပြတော့လင်ဒါမမန်ကတော့အဲ့ဒီအချိန်တုန်းက storyline နဲ့မှာပါဝင်ပတ်သက်မှုကြီးမားခဲ့ပြီးသူက company ရဲ့ဒုတိယပိုင်ရှင်ဖြစ်ပါတယ် face memory ကတော့ creative ဘိုင်းနဲ့ production ဘိုင်းကိုတာဝန်ယူခဲ့ပြီးလင်ဒါမမန်ကတော့ company ရဲ့ ဟုတ်သူရေးပိုင်းနဲ့ဆာရက်ဆာရန်ပိုင်းတွေကိုတာဝန်ယူခဲ့တဲ့ပုံစံမျိုးပါ။သက်ဆက်9နှစ်တည်းကလက်ထပ်ခဲ့ကြတာဆိုတော့သူတို့ရဲ့အိမ်လောင်တတန်းကတော်တော်ကြာနေပြီလို့ပြောရပါမယ်။ဒါပေမဲ့လင်နာမစ်မန်ကတော့ TV ရှေ့မှာတေးဥဆောင်လုပ်ရတာကိုမကြိုက်ပါဘူး။ပြီးတော့သူတေးဥဆောင်တာကလည်းတော်တော်လေးညံ့ပါတယ်။ဒါပေမဲ့ Vince McMahon ရော Stephanie နဲ့ Shane McMahon ရောရှိနေတဲ့အချိန်လင်နာမစ်မန်ဆိုတဲ့အမေတယောက်နေနဲ့သူ့ရဲ့ပေါ်မပသက်မှုကဇလန်ကိုပို့ပြီးတော့ပြေဆောင်သေးပါတယ်။ကျွန်တော်ရဲ့ငငယ်တော့အသေးဆွဲ Trish ရဲ့ debut ကလည်းလင်နာမစ်မန်ရဲ့ဇလန်နဲ့ဆက်တင်ခဲ့တာပါ။ ရင်ကပူဟန်ပြမော်ရယ်လုတ်ခဲ့တဲ့ Trish Day က WWE ရဲ့ရောက်ခြင်းပထမဆုံးဇလန်မှာပဲ Vince McMahon နဲ့တွေ့ရပါတော့တယ်။ဇလန်အတွက် Vince McMahon ရဲ့စိတ်ကူးကတော့ Trish ကကုမ္ပဏီပိုင်ရှင်တထေးကြီးကိုသဘောကျလို့သူ့မိမကိုစီးခတ်ပြီးတော့တထေးကိုပါမြှဆွဲတဲ့ဇလန်မှာ Trish တို့ကတော့ကုမ္ပဏီပိုင်ရှင်တထေးနဲ့ဒူလာတွဲလုတ်လုတ်ခွင့်ရတာအခွင့်အရေးဆိုပေမဲ့လွယ်ကူနေတဲ့အရာမျိုးတော့မဟုတ်ပါဘူး။ဘလောက်တောင်ရုပ်ပေါက်လဲဆို Vince McMahon ဆိုတဲ့ဘဲကသူ့မိမကိုဖွေးချဲပေါ်မှာစီးခတ်ခံရလို့မိန်နေတဲ့အချိန် Trish ကိုနမ်းပြခဲ့တာပါ။ ဒီဇလန်ကိုသေယုတ်ခေါ်ဖို့အတွက်ဘာမဆိုလုပ်မယ်ဆိုတာဒါကိုပြောချင်တာပါပဲ။တင်နာမမန်ကောဒါရင်နဲ့အဆင်ပြေရလား။တင်နာမမန်ကလည်းသူဒီလုပ်ငန်းရဲ့သဘောကိုနားလည်တဲ့အတွက်အဆင်ပြေပါတယ်။တခါတော့ဆို Trish က Vince McMahon နဲ့သွားမအိတ်ခင်တင်နာမမန်ရဲ့နှဖူးကိုကုန်းနှံလိုက်တယ်ဆိုပြီးပြခဲ့တာရှိပါတယ်။ဒီအချိန်တင်နာမမန်ပေးခဲ့တာပါ။သူ့ကိုဆေးကပ်ထားပြီးပြည်တော်ကြောင့်နဲ့သွားအိတ်လုပ်မယ်မိမတယောက်ကအသွားခင်သူ့နှဖူးကိုနားလိုက်ရင်ပို့ပြီးတော့တက်ရောက်မှုရှိမယ်ဆိုတော့တင်နာမမန်ကောင်းကောင်းကြီးနားလည်ပါတယ်။ ဖင်းစပင်မန်ဆိုတဲ့ဇက်ကောင်ကိုလည်းပြိသက်တွေယွန်သွားဖို့မုံသွားဖို့ဆိုရင်ဒီဇက်ကောင်ကပြည်ပြင်နေဝရမှာပါအဲဒီအတွက်လည်းဘာမဆိုလုံမှာပါပဲဒီလိုပြည်ပြင်မှုဆိုတာကလည်းတခါတလေစီးရီပေါင်းနေကြောက်ရတာမျိုးရှိပါတယ်ဒီလိုလုံနေတာတွေကိုသူ့ရဲ့သားသမီးတွေရောဘယ်လိုမြင်ကြလဲဒါအကြီးဆုံးဖြစ်တဲ့ရှိမမန်တယောက်ကတော့သူ့အမေကိုဒါမျိုးလုံနေတာတွေကလုံးဝအဆင်မပြေပါဘူးသူ့အတွက်ကတော့အကြီးကျယ်ဒေါသထွက်ရပါတယ်ဒီလိုမျိုးဇလန်နေနဲ့ပတ်သက်ပြီးတော့လည်းဖင်းစပင်မန်နဲ့ရှိမမန်တို့မြေရန်ပြဿနာခဏခဏတက်ပါတယ် ီလိုပြဿနာတက်တိုင်းလဲ Vince McMahon ကငါတို့ကစက်ကောင်တွေပုံဖော်နေတာပြည်သက်တွေကိုဖျော်ဖြေနေတာဇလန်းပြည်ပမှုအတွက်လှုပ်ရှားရှိတာလှုပ်လိုက်မင်းဘာမှတွေးမနေနဲ့လို့ပဲပြန်ပြောခဲ့ပါတယ်လုံးဝကိုနာမည်ကြီးွားတဲ့ဖြစ်ပျက်ဆိုရင် Vince McMahon ကဂျိုဝိုင်းနဲ့မှာ Trish ကိုလေးဝက်ထောက်ပြီးတော့ခွေးလိုဟောင်းကိုင်းတဲ့မျိုးပါလှုပ်ခဲ့တာပါတွေးကြည့်ပါ2026မှာဒီလိုဟာမျိုးတွေ TV မှာပြနေရင်ဘယ်လိုဖြစ်သွားမလဲဆိုတာ2009နဲ့တုန်းကတော့လုံးဝကိုကွဲပြားခဲ့တာပါ face မမကသူဘလတာအမြင်ကက်စရာကောင်းတဲ့လူဖြစ်ကြောင်းဇက်ကောင်ပြပြင်ဆိုဖို့အတွက် TV ရှေ့မှာမိန်းမတစ်ယောက်ကိုဒေးဘက်ထောက်ပြီးတော့ခွေးလိုဟောင်းကန်းခဲ့တာပါဒါသူ့ကိုမုံဖို့လဲလုံးဝလုံလောက်နေတယ်လို့တကယ်တွေးကြည့်ရရင်တော့သူကကွင်းထဲကလူတွေကို tradition လူတွေကို free ပြပေးနေတာပါဆိုတော့ကြိုက်ချင်လဲကြိုက်လို့ရပါတယ်ပြောရရင်ဗျာနဗန်းပရိသတ်တွေဆိုတာယောက်ျားပရိသတ်တွေများတယ်ယောက်ျားတော်တော်များများလဲရုပ်ချောချောဘော်ဒီတော်တော်မိမတွေကိုကြိုက်ကြပေမဲ့တချို့ ယောက်ျားတွေကြတော့အဲ့လိုမိန်းမတွေကိုသူတို့မရနိုင်မှဒီလိုမုန်းနေကြတာမျိုးရှိပါတယ်ဆိုတော့သူတို့ရှိမှခက်ချောချောမိန်းမတွေကဒီလိုလောက်ခံရမြင်တော့အဲ့လိုယောက်ျားတွေကအရန်သဘောကျကြပါတယ်ပြောရတာတော့တော်တော်ကြီးရုပ်ပတ်ပါတယ်ဒါပေမဲ့အဲ့ဒီတော့ဖြစ်ခဲ့တာတွေကဒီတိုင်းအမှန်ပါပဲဒါရီအလုံးကလောက်ခဲ့ရတဲ့အကြောင်းရင်းဥတီချက်ကတော့တခုတည်းပါပဲ resume နေရပါ ဟုတ်ပါတယ်။ WrestleMania မှာ Vince McMahon နဲ့ Shane McMahon တို့သာဖားနေရောက်အချင်းချင်းထိုးမဲ့ပွဲကိုဇလန်းတည်ဖို့ပါ။ဒီဇလန်ကတော့ Vince McMahon ကသူ့ရဲ့လက်ထောက် Trish နဲ့အတူပွဲထလာမယ်။ Shane McMahon အကြသူ့အမေဘက်ကနေကိုးစားပြုပြီးတော့ Vince McMahon ကိုတိုက်ခိုက်မယ်။ Vince ရဲ့လှုပ်ရက်တွေကသူ့အမေပေါ်လုံလုံလာကြောင့်တာဖြစ်တဲ့ Shane ကလုံးဝသီးမခံနိုင်တော့တဲ့အတွက်သူ့ရဲ့အဖေကိုစိန်ခေါ်ပြီးတော့ WrestleMania မှာထိုးကြတယ်။ဒီကြားထဲမှာမှညီမဖြစ်တဲ့ Stephanie McMahon ကဖောက်ပြန်နေတဲ့ Vince McMahon ရဲ့ဘက်ကိုပါသွားတယ်။ဆိုတော့ဇလန်ချန်ပီယံကဒါပါ။ Shane McMahon အတွက်ကအောင် သူ့ရဲ့အဖေရင်းဖြစ်တဲ့လူကို WrestleMania လို့ပွဲစဉ်ကြီးမှာကျိုးဝိုင်းထဲမှာထိုးဖို့ဆိုတာဘယ်လိုနေမလဲရှင်းတယောက်ကတော့အသက်ကောင်းစိတ်လှုပ်ရှားနေပါတယ်ပွဲစားတဲ့အချိန်ထိသူ့အဖေကိုစထိုးဖို့တုံ့ဆုံနေတော့မှာ Vince ကအနာကပ်ပြီးသူ့ကိုထိုးဖို့ပြောပါတယ်ရှင်းကတော့မထိုးနိုင်ပါဘူးသုံးလေးတော့ပြောလို့ရှင်းမြန်မာသူ့ကိုမထိုးသေးတဲ့အခါမှာတော့ Vince မြန်မာဒီချက်လောက်ပဲဆင်ပြီးစထိုးလိုက်ပါတယ်ဒါမျိုးအထိုးခံလိုက်ရတော့မှာပဲရှင်းမြန်မာတယောက်လည်းသူမထိုးရင်မရတော့ဘူးဆိုတာကိုသိသွားတော့ပါတယ် Chris တို့လည်းအဲ့ဒီတော့ပထမဆုံး WrestleMania ပါပဲရှိမှာမျိုးမျိုးနှိမ့်ဆက်ခံရရအရှက်ခွဲခံရရတဲ့ Trish တယောက်အတွက် နောက်ဆုံးမှာတော့ကလဲစားချိန်မဲ့အချိန်ကိုရောက်ရှိလောက်လာပါပြီ။ Chris တယောက်ခန်းစားခဲ့ရတာတွေပြခဲ့တဲ့အတွက်ဒီအချိန် Chris လွှဲရလိုက်တဲ့ပိုင်ရချက်ကတော့လုံးဝအားရကျင်းတဲ့ဆရာဖြစ်ခဲ့ပါတယ်။ Vince McMahon အမိုက်ပေါ်ကိုဂိုင်ပြီးတော့ပွဲကိုအဆုံးသတ်တော့မဲ့အချိန်မှာတော့ Joe Wine တောင်မှတပွဲလုံးညင်ညင်လေးထိုင်နေတဲ့ Linda McMahon ကပြပြလေးထလာပြီးတော့ Vince McMahon ရဲ့ပေါင်ကြားကို Chris ခံလိုက်ပါတော့တယ်။ပရိသတ်တွေအပိမှုကတော့ဟောဝက်ကွဲပါမယ်။ဘာလို့လဲဆိုတော့ရှေ့မှာဒီလူကြီးကိုမုံအောင်ဒီမိန်းမတွေကိုတနာအောင်ကျွန်တော်တို့ဇလန်နေပြခဲ့လို့ပါပဲ။ Brother ကိုလည်းဒီလောက်ဆို Vince McMahon သူ့ရဲ့လုပ်ငန်းကြီးပွားဖို့အတွက်ပတ်စံရဖို့အတွက် ွက်ဘာမှမစိုးလုံးမယ်ဆိုတာသိလောက်ပြီးထင်ပါတယ်။အပိုင်းနှစ်ကိုတော့တိတ်မကြခင်စက်တင်ပြပါမယ်။ Brother တို့ပဲအားလုံးကိုကိုကိုကူးဆက်ကြပါ။ပြီးတော့ Happy New Year ပါ။ချစ်တယ်နော်။